ဘသူမှမထင်မှတ်ထားတဲ့ဘာသာဝင်တယောက်ဖြစ်တာကြောင့်ပြိတ္တတွေအားလုံးစီကအားပေးခြင်းကိုခံနေရတဲ့မင်းသားချာလီကဲပြိတ္တကြီးတို့ရေအမုံမြင့်ရုပ်တန်ဇလန်းတွဲနဲ့တီယာဦးဇက်ကောင်အဖြစ်ပါဝင်အားဖြင့်တရုပ်ဆောင်ခဲ့တဲ့မင်းသားကတော့သူ့ရဲ့မီယိုဖလာကိုကိုွယ်မှုဘာသာတရားကြောင့်ပြိတ္တတွေစီကမေကိုထုတ်ခံနေရပြီပဲဖြစ်ပါတယ်မင်းသားချာလီယာအနုပညာကိုဝါသနာပါသူဖြစ်တာကြောင့်ကြောထောက်နောက်ခံနည်းနည်းလေးမှမရှိဘဲဒီလိုနေရာအထိအောင်မြင်အောင်လို့ရှောင်လန်းနိုင်ခဲ့တဲ့သူဖြစ်တာကြောင့်ပရိသတ်တွေအားလုံးကသူ့ကိုအကဲပို့ပြီးတော့ချစ်ပေးနေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမင်းသားချာလီဟာပရိသတ်တွေအားလုံးအံ့ဩသွားစေမယ်သူရဲ့ဘာသာရေးကိုးကွယ်မှုကိုချပြခဲ့တာဖြစ်ပြီးသူကိုယ်တိုင်ကလည်းအစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့အကြောင်းကိုထုတ်ပြောလာခဲ့ပါပြီမင်းသားချာလီယာအခုအချိန်မှဆိုရင်တော့အစ္စလမ်ဘာသာကိုကိုးကွယ်ယုံကြည်သူတယောက်ဖြစ်တဲ့လို့သူရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းဘယ်သူကမှနှာခေါင်းရှုံတာမခံနိုင်ဘူးလို့ဆိုလာခဲ့ပါတယ် ရိတ်သက်တွေအနေနဲ့ကတော့ဗုဒ္ဓဘာသာနိုင်ငံဆိုတာဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတာကြောင့်ချာလီတယောက်အစ္စလမ်ဘာသာဝင်ဖြစ်နေတာတောင်ဘာကိုမှဂယုမဆိုင်နေပေအားပေးသွားအောင်မယ်ဆိုတဲ့အကြောင်းအားပေးထားကြပါတယ်။ဆိုတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြသွားကြပါဦးဗျာ။